လုံသမားဥပဒေပြင်ဆင်ခြင်းအလုံးဆွေးနွေးပွဲမှာ EC စာချုပ် အပေါ်ဝင်ဥပဒေ၃ခုကိုအဓိကဆွေးနွေးခဲ့ပါတယ်။အောက်ဆန်းဦးကပြပို့ထားပါခင်ဗျာ။လုံသမားလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကဦးဆောင်ခြင်းပါတယ်။လုံသမားဥပဒေပြင်ဆင်ခြင်းနဲ့အသင်းဖွဲ့ဆွမ်းဆောင်ရည်တိစောက်ခြင်းဆိုင်ရာပါဝင်သက်ဆိုင်သူများဆွေးနွေးပွဲကိုရန်ကုန်မြို့စီရိုနာဟိုတယ်မှာစက်တင်ဘာ29ရက်နေ့နဲ့30ရည်နှစ်ကကျင်းပခဲ့ပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာပါဝင်ဆွေးနွေးခဲ့သူတွေက EC စာချုပ်၊လုံရှင်လုံသမားညင်းပွားမှုဆိုင်ရာဥပဒေနဲ့ လုံသမားဖွဲ့စည်းဥပဒေတို့ကိုအဓိကဆွေးနွေးခဲ့ကြပါပြီ။တိကျတဲ့ဆွေးနွေးချက်တွေမရရှိခဲ့ဘူးလို့လည်းပြောပါရယ်။အလုံသမားညင်ပွားမှုဆိုရင်ဒါအလုံသမားညင်ပွားမှုဆိုင်ရာဥပဒေသာရှိတယ်။ဒီဥပဒေရဲ့အားနည်းချက်တွေထောက်ပြရတယ်။အဲဒီမှာကျွန်တော်ပြင်ဆင်ဖို့ထောက်ပြရတယ်။ EC ဆိုရင် Environment Contract ၊ Environment Contract ဆိုရင်ကျွန်တော် ESC လောမှာ Environment Scale Development လောမှာပါတယ်။အဲရောကျွန်တော်ကထောက်ပြရတယ်။ထောက်ပြပြီးဒီအဲဒီ EC ကိုကျွန်တော်က ျွန်တော်တို့အများအားတိုးဝင်ကြရတယ်ဆွေးနွေးကြတယ်မှာထည့်ပြောပါပါတယ် ECD တကယ်တော့တက်ဆိုင်တာအငင်းပွားမှုကိုဖြည့်ရှင်းနေတဲ့အငင်းပွားမှုဆိုင်ရာဥပဒေထဲမှာထည့်သွင်းနိုင်ရင်မကောင်းဘူးလားအဲ့ဒါမျိုးလည်းကျွန်တော်ပြန်ပြီးတော့စဉ်းစားမှုလည်းရှိပါတယ်နောက်ပြီးတော့ OS အေးဆိုတာကျွန်တော် occupational safety and health law ဆိုတာကျွန်တော်ကဘုအသက်ပြဋ္ဌာန်းဖို့လုပ်နေပါတယ်ဒါဝဲသူတို့ကအမြန်ဆုံးပြဋ္ဌာန်းနိုင်ဖို့အတွက်ဒါဆွေးနွေးတော့ရှိပါတယ် လုံသမားဖွဲ့စည်းဥပဒေဟာအခြားဥပဒေတွေထက်အချိန်ယူဆွေးနွေးရမှာဖြစ်ပြီးအလို့ရှိရင်လုံသမားစည်းလုံးညီညွတ်မှာဒါပြင်ဆင်ပြဋ္ဌာန်းနိုင်မှာဖြစ်တယ်လို့ပြောပါတယ်လုံသမားတွေကကိုယ့်ဘက်ကကိုညီနိုင်တိုင်ပင်ဆွေးနွေးကိုယ့်ဘက်ကိုအလို့သမားတွေ right တခုနေနဲ့ဆောင်ရွက်လို့ဒါဖွင့်ပေးခဲ့တာဒါပေမဲ့အဲ့လိုကဆောင်ရွက်လို့မရဘူးဖြစ်နေအပွင့်လည်းပြောမညီမညွတ်ဖြစ်နေတာမညီမညွတ်ဖြစ်နေကြတော့အဲ့ဒါကိုဘယ်လိုလုပ်မလဲဆိုတော့ရွေးချယ်မယ်ဆိုတော့ညီလန်းကိုတရားဝင် တတ်မှတ်တော့အနေထားရောက်သွားပြီလေဟုတ်တယ်မလားဒါဒါလေးရတယ်ဒါလေးရတယ်တကယ်တော့ဒီတတ်မှတ်နိုင်တိတ်မခက်ဘူးအဲ့ဒီနေ့ရက်ကြပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာအလို့သမားလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနတာဝန်ရှိသူတွေအလို့သမားဖွဲ့စည်းတွေလုပ်ငန်းရှင်တွေနိုင်ငံတကာအလို့သမားဖွဲ့စည်းကတာဝန်ရှိသူတွေပါဝင်ဆွေးနွေးခဲ့ကြပါတယ်ကျွန်တော်အောင်ဆန်းပါ